ငလင်းအကိုအညီကိုအကြောင်းပြုပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာတွေရှိပါကတိုင်ကြားနိုင်တယ်လို့ Warhead Organization WHO ကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလင်းဘေးကြီးကြောင့်လူပေါင်းများစွာထိခိုက်ခံစားနေကြရပြီးအကိုအညီတွေလိုအပ်လျက်ရှိကြောင်းအကိုအညီတွေဟာအခမဲ့ဖြစ်ပြီးအကိုအညီအတော့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်အလဲသုံးစားပြုလုပ်ခွင့်မရှိကြောင်းတကယ်လို့အဲ့လိုကျွလွန်မှာကကျွလွန်သူရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကရေးယူသွားမှာဖြစ်ကြောင်း WHO ကထုတ်ပြန်ပါတယ်။ အကူအညီပေးနေသူများမှပတ်စံပေးမည်အလုပ်ပေးမည်အကူအညီပေးမည်ဟုဆိုကတင့်ထံမှတစိုးလက်ဆောင်အခွင့်အရေးနှင့်လင်ကိစ္စတောင်းဆိုခွင့်မရှိပါတင့်ကိုကိုနှုတ်အမှုရာဖြင့်လိမ်ပိုင်းဆိုင်ရာမဖွဲ့မရာပြောဆိုခြင်းထိတွေ့ကင်တွေ့ခြင်းပြုလုပ်ခွင့်မရှိပါအကယ်၍မိမိအပေါ်လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်လျင်သို့မဟုတ်တယောက်ယောက်အကျူးလွန်ခံနေရကြောင်းတွေးရှိလျင်ချက်ချင်းသတင်းပို့ပါတိုင်ကြားသတင်းပို့မှုကိုလှည့်ဝက်စွာပြုလုပ်နိုင်ပါသည် တိုင်ကြားမှုကြောင့်တင်ရရှိနေသောအထောက်ပံ့များကိုလုံးဝမထိခိုက်ပါလို့ WHO ကထုတ်ပြန်ပါတယ်။ဒါ့ပြင် WHO အပအဝင်ပူးပေါင်းဆောင်ရွက်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေအားလုံးလိမ်ပိုင်းဆိုင်ရာကျွလုံမှုများမှကာကွယ်ခြင်းစီးမြင်စီကံတွေကိုသိရှိလိုက်နိုင်ရမှာဖြစ်ကြောင်းအကူအညီပေးသူတွေအနေနဲ့အကူအညီတွေကိုလိမ်နဲ့လဲလှယ်ခွင့်မရှိကြောင်းမိမိတို့စီမှအကူအညီထောက်ပံ့မှုရယူနေသူတွေအနေနဲ့လိမ်ကိစ္စပတ်သက်ခွင့်မရှိကြောင်းစီးမြင်ချိုးဖောက်မှုတွေးရှိပါကမဖြစ်မနေတင်ပို့ရမှာဖြစ်ကြောင်း WHO ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းငလင်ဒေသတွေမှာဖြန့်ဝေထားတဲ့အာဟာရဖြည့်ဘစ်ကစ်တွေကိုပြန်လည်ရောင်းချပါကအရေးယူမယ်လို့ UN ကထုတ်ပြန်ထားပါတယ်။